ကွက်ကြားမှုပုံစံမျိုးရုတ်တိရော်ရဲပုံစံမျိုးရတာမျိုးပဲရှိနေပြီးတော့တကယ်တင်းပြချက်ပြနော်နောက်ပြီးတော့ပြသူလူထုကိုတကယ်ကိုစားပြုတ်ပြီးတော့ဟိုပေါ်ပြနိုင်တဲ့နော်အမိခိုကင်းတဲ့လွတ်လပ်တဲ့သတင်းမီဒီယာဖွံ့ဖြိုးဖို့ဘက်ကတော့ဥတည်နိုင်မှုအပိုင်းမှာအားနည်းတယ်လို့မြင်တယ်ဒီလိုကျွန်တော်တို့ကလက်ဆက်ပြီးကျွန်တော်တို့ကျွန်တော်လုပ်တာပေါ့နော်ဟောပေါ်ကောင်လောက်အောင်ပါပဲဟောထုတ်အောင်ပါပဲသူတို့ကလည်းဒါကိုမခံနိုင်ရင် အေးယူမှာတရားဆွဲမှာပေါ့အခု11ဖြစ်တဲ့ပြဿနာလည်းဒါပါပဲဒီသူဘန္နာတွေထိခိုက်သွားတာကိုပြောရုံပဲရှိသေးတယ်ကွာစသတိမခံနိုင်ဖြစ်တယ်ဆိုတော့ဒါလုလောက်ခွင့်လုံးဝမဟုတ်နိုင်ဘူးအဲ့တော့ကျွန်တော်တို့ကဒါအများပြည်သူနဲ့သက်ဆိုင်တဲ့ကိစ္စကိုတော့ရေခွင့်ရခြင်းနဲ့ပုံကွေရေးဖို့မဟုတ်ဘူးဒီအစိုးရတဲ့တရားကနေမီဒီယာဖြေရှင်းမှုပေးပြီးတော့မီဒီယာဖိနှိပ်မှုပြန်လုပ်တာဟာဒါကဘာလဲဒါက strategy တစ်ခုလား စဉ်းစားစရာဖြစ်လာတယ်နော်နီးပြူဟာအနေနဲ့လောက်တာလားအထီးအခုရွက်ကောက်ပွဲနီးလာပြီနောက်ဆိုရတဲ့တည်းလာတော့မယ်မီဒီယာတွေကဘာကိုဇောင်းပေးနေတယ်လဲဘသူဘက်ကိုဇောင်းပေးတယ်လဲအဲ့ဒါမျိုးတွေအနေထားမျိုးကြည့်ပြီးတော့မှမီဒီယာကိုရွေးကောက်ပြီးတော့ဖိနှိပ်မှုပုံတရံတွေ့နေရတယ်ဒါဟာဒါလက်ရှိအစိုးရရဲ့မကောင်းတဲ့အလားအလာတစ်ခုဖြစ်နေတယ်လို့ပြောရမှာ ကျွန်တော်တို့ထူထောင်နေတာဒီမိုကရေစီစနစ်ထူထောင်နေတယ်ဆိုဇရုရမှန်တိုင်းဖြစ်တဲ့ဒီမီဒီယာလောကကို ဖွံ့ဖြိုးတိုးတက်အောင်လုပ်ပေးရမှာပါဒါမှသာလေအမှန်တရားကိုသိနိုင်မယ်အမှန်သတင်းတွေကိုကြားသိနိုင်မယ်မှန်အောင်ပြုပြင်နိုင်မယ်ပေါ့ဒီဇရုရမှန်တိုင်းကိုရိုက်ချိုးနေတာဒီမိုကရေစီစနစ်ကိုရိုက်ချိုးနေတာအတူတူပဲအုတ်ချုပ်ရေးမှန်တိုင်းဖြစ်တဲ့သမရဦးသိန်းစိန်အုတ် အုတ်ချုပ်နေတဲ့အစိုးရအဖွဲ့အစည်းအုတ်ချုပ်ရေးမှန်တိုင်းကလည်းကျွန်တော်တို့ကိုစကလုံးနဲ့ပဲဇရုရမှန်တိုင်းအတိအမှတ်ပြုတ်ပြီးတော့ တကယ်လက်တွေ့မှာအတိမံပြူလို့ဒီနေ့လို့မန်နိုင်တစ်ခုဖြစ်တဲ့တရားရေးမန်နိုင်ကြီးရနေပြီအရေးယူဖို့အတွက်ကျွန်တော်တို့တွေရင်ဆိုင်နေရတာပဲမီဒီယာနဲ့အစိုးရနဲ့ပို့တိုင်မှုကကြီးကြီးကျယ်ကျယ်ဖြစ်လာတယ်အဲ့ဒီအတွက်မီဒီယာသမားတွေဘက်မှာထောက်ခံသူနိုင်ငံရေးအင်အားစုတွေအများကြီးရှိတယ်လို့ပြည်သူတွေလည်းရှိတယ်အဲ့ဒီအတွက်ဒါဟာကြီးမားတဲ့ပြဿနာတစ်ခုကို သွားပြီးတော့မှပြောမယ်ဆိုရင်ထုတ်ထိုးလိုက်တဲ့တဘောမျိုးပဲဖြစ်သွားပြီ2000ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ချုံနှောင်ထားများကာလပတ်လို့လူတွေရဲ့လွတ်လပ်ခွင့်တူးကြီးဆန်လွတ်လပ်ခွင့်အဖွဲ့စည်းဆန်လွတ်လပ်ခွင့်နဲ့အစိတ်သုံးနေဦးမှာပဲဖြစ်တယ်။ဒါနိုင်ငံရေးအရာပြောတာ။အဲ့တော့ခစ်သည်နိုင်ငံရေးဖြေရတဲ့အစစ်မဲ့ရှိတဲ့အသွင်ကူးပြောင်းသေးတာမဟုတ်ဘူး။ဒါကြောင့်မလို့မီဒီယာလွတ်လပ်ခွင့်နဲ့ပတ်သက်ပြီးတော့ဟာ ပြောမယ်ဆိုလို့ရှိရင်အခုလိုမီဒီယာသမားတွေဖမ်းနေစီးနေတဲ့တာရကတွေကလွတ်လပ်ခွင့်ရှိတယ်မရှိဘူးဆိုတာအထင်ရှားတဲ့တွေပြနေတာဖြစ်တယ်